မိင်္ဂလာပါဒီနေ့မှာဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ဝေငှခွင့်ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ထူပဲချီးမွမ်းနေဘုရားသခင်ကကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုနေ့ရက်တိုင်းမှာကောင်းချီးပေးတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကအလွန်ကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ် ဟာလေလုယာတခါလေးဒီမှာကျမတို့ဖရာသခင်ကိုမြင်တဲ့အမြင်ရဲ့ရှူတောင်းကဘာလဲဆိုရင်ဖရာသခင်ကတိတ်ကိုရက်ဆက်တယ်ဖရာသခင်ကဘာလို့ဒီလိုဒုက္ခတွေပေးကြုံတာလဲဖရာသခင်ကဘာလို့ဒီလိုအခြေအနေတွေပေးကြုံတာလဲဖရာသခင်ကဘာလို့ဒီလိုအခြေအနေတွေဖြစ်လာစေတာလဲကျမတို့ရဲ့ရှူတောင်းအမြင်ကိုပြောင်းလဲဖို့ရန်အတွက်ဒီနေ့မှာဖရာခင်ကျမတို့စကားပြောတာဖြစ်တယ် ဟာလေလုယာဘုရားသခင်ကကျမတို့ကိုကောင်းချီးပေးခြင်းနဲ့ဘုရားသခင်ကကျမတို့ကိုအောင်မြင်စေခြင်းနဲ့ဘုရားသခင်ကကျမတို့ကိုကြွယ်ဝစေခြင်းနဲ့ဘုရားသခင်ကကျမတို့ကိုဒီနယ်ပယ်ကနေပဲမဟုတ်ဘူးနဲ့နောက်တစ်ဆင့်နယ်ပယ်မှာမတ်တရက်စေခြင်းအဲ့ဒါဘုရားသခင်ရဲ့ဆန္ဒဖြစ်တယ်အဲ့ဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ် ကျွန်မတို့ဒါကိုရှင်းလင်းနားလေသဘောပေါက်မယ်ဆိုရင်တေဟာဒီအချိန်နေမှာပဲရက်တန်နေမှာမဟုတ်ဘူးတေဟာဒီထက်ပိုပြီးတိုးပွားအောင်လှုပ်ဆောင်မှာဖြစ်တယ်တေဟာဒီထက်ပိုပြီးကြီးထွားအောင်လှုပ်ဆောင်မှာဖြစ်တယ်တေဟာဒီထက်ပိုပြီးအသီးများစွာတီးဖို့ရန်အတွက်လှုပ်ဆောင်မှာဖြစ်တယ်ဟာလေလုယာကျွန်မဒီနေ့မှာရှင်လူကာခရစ်ဝင်အခန်းကြီး16ထဲကနှုတ်ကပတ်တော်ကိုဝင်ခပေးသွားခြင်းနဲ့ကျွန်မနဲ့အတူတူကစံစာအရင်ဆုံးဖတ်ရအောင်လူကာအခန်းကြီး16အငယ်73ကိုအရင်အရင်ဆုံးကျွန်မတို့အတူတူကဖတ်ရအောင် မတော်မီမိမိညေသားတကြိတ်ကိုခေါ်၍ငွေတပိတ်တာစီ အပ်ပေးလျက်ငါပြန်၍မလာမီတိုင်အောင် ကုံသွေခြင်းအမှုကိုပြုကြလော်ဟုမာထားလေ၏25ကိုနောက်တစ်ခုပြန်ဖတ်ရအောင်ထိုအမတ်သည်မင်းကြီးအရာကိုခံ၍ပြန်လာတော်မူသောအခါငွေခံသောငယ်သားတို့သည်အတိအတိအဘေမြလောက်အမျက်ရစီကိုတိချင်းကသူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏ဒီမှာအမတ်တယောက်ကသူ့မှာငယ်သား၃ယောက်ကိုခေါ်ပြီးမှ သူတို့၃ယောက်ကိုငွေတပိတ်တာစီအနှံခဲ့တယ်။အနှံပြီးတဲ့နောက်မှာသူဘာပြောလဲဆိုရင်အဲ့ဒီငွေနဲ့အတူသူတို့ဘာလုပ်ရမလဲဆိုရင်ကုံသွဲချင်းအမှုကိုပြုတ်ချပါလို့ပြောတယ်။ဟိုဖျားသခင်ရဲ့အမှန်ချင်းကလူတိုင်းမှာရှိတယ်။အာမင်။အတခါလေးမှာဖယားခင်ကငါ့ကိုဘာမှကောင်းချီးမပေးဘူးငါ့မှာဘာမှမရှိဘူးဘာမှမရှိဘူးလို့မပြောပါနဲ့ဖယားခင်ကအနန္တတဲ့အရာတွေရှိတယ်ဖယားခင်အနန္တတဲ့အရာတွေကိုကျွန်တော်တို့မြင်ဖို့လိုတယ် ဒီမှာအမတ်ကြီးကလည်းညေသား၃ယောက်ကိုသူကငွေတပိတ်စတာစီ အနံခဲ့တယ်ပြီးသူခရီးထွက်သွားတယ်ပြန်လာတဲ့အခါမှာသူကအဲ့ဒီငွေသားနဲ့ပတ်သက်ပြီးသူအနံခဲ့တဲ့ဒီငွေနဲ့ပတ်သက်ပြီးမှကုံတွဲချင်းအမှုကိုပြုပါလို့မှာခဲ့ဒါဆိုကုံတွေချင်းအမှုကဘာလဲဆိုရင်ဖယားသခင်ကကျမတို့ကိုသူအနန္တားတဲ့အရာပေါ်မှာကျမတို့ကိုအမှုတော်ဆောင်စေခြင်းတယ်သူအနန္တားတဲ့အရာပေါ်မှာကျမတို့ကိုအလုံးလုံးစေခြင်းတယ် ကျမတို့ကိုဒီတိုင်းထိုင်နေတဲ့သူမဖြစ်စေချင်ဘူးကျမတို့ကိုဒီတိုင်းအလုံးမရှိတဲ့သူမဖြစ်စေချင်ဘူးဖရာသခင်ကသင်ကိုအလုံးလုံးစေချင်တယ်ဖရာသခင်ကသင်ကို ကုံတွဲစေချင်တယ်ဖရာသခင်ကသင်ကိုပွဲစားလုပ်စေချင်တယ်အငယ်23မှာအမတ်ကဘာပြောလဲဆိုငါငွေကိုပွဲစားလက်တော့အဘေးချောင်းမအပ်တယ်နိဟေးဖရာသခင်ကကျမတို့ကိုပွဲစားလုပ်စေချင်တယ် အဲ့လိုပြောတဲ့အခါမှာစမကျွန်တော်ဘာပွဲစားလုပ်ရမှာလဲ။အင်းဒီဖရာတခင်ကကျမတို့ကိုဖရာပေးတဲ့ကောင်းကြီးနဲ့ပတ်သက်ပြီးကိုုံသွေခြင်းအမှုကိုတနည်းဘာလဲဆိုရင် ဖရာပေးတဲ့ကောင်းကြီးအထဲကနေတိုးပွားအောင် ဖရာတခင်ကျမတို့ကိုလှူဆောင်စေခြင်း။ဒါဆိုရင်ဖရာတခင်ကတိုးပွားခြင်းကိုနှစ်သက်တဲ့ဖရာဖြစ်တယ်။ချမ်းသာခြင်းကိုနှစ်သက်တဲ့ဖရာဖြစ်တယ်။ဖရာတခင်ဒီတင့်ရဲ့တိုးပွားချမ်းသာခြင်းကိုနှစ်သက်တဲ့ဖရာဖြစ်တယ်။ အဲ့ဒါကိုဘယ်တော့မှမမေ့ပါနဲ့ဆင်းရဲခြင်းကြုံတဲ့အခါမှာအခက်ခဲတွေကြုံတဲ့အခါမှာပြဿနာတွေကြုံတဲ့အခါမှာဖယားသခင်ကငါ့ကိုမကောင်းချီးမပေးတော့ဘူးလားမအောင်မေ့ပါနဲ့ဖယားသခင်က ကျမတို့ကို အစဉ်အမြဲတိုးပွားချမ်းသာခြင်းကို သူ့လူတွေတိုးပွားချမ်းသာခြင်းကို နှစ်သက်တဲ့ဖယားဖြစ်တယ်အဲ့ဒါသင်ရဲ့ဖယားဖြစ်တယ် hallelujah အဲ့ဒီအတွက်ကြောင့်မလို့ဖယားပေးတဲ့ကောင်းချီးမင်္ဂလာတွေကို ကျမတို့ဟာတိုးပွားအောင်လှူဆောင်ရမယ် ဒါဆိုရင်ဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုဘယ်လိုတိုးပွားအောင်လှူဆောင်ရမလဲ။ဘုရားသခင်ကကျမတို့ကိုအနန္တထားအရာပေါ်မှာဘာကြောင့်မလို့အနန္တလဲဆိုရင်ကျမတို့တာဝန်ယူနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။သင်ဘုရားတခင် အနန္တထားတဲ့သိုးတွေဘုရားတခင်အနန္တထားတဲ့ငွေကြေးတွေဘုရားတခင်အနန္တထားတဲ့စီးပွားတွေဘုရားခင်အနန္တထားတဲ့လူတွေလုပ်ငန်းတွေအသင်းတော် ministry အရာတွေအားလုံးပေါ်မှာ သင်ဟာတာဝန်ယူနိုင်ပြီလားဒီအရာတွေကိုသင်ကျွမ်းကျင်စွာ လုပ်နိုင်ပြီလားဒီအရာတွေအတွက်သင်ဝင်တာစိတ်ရှိပြီလားဟေးတိုးပွားအောင်လုပ်ဖို့ဆိုတော့ဒီအရာကြီးနဲ့ပတ်သက်ပြီးကျမတို့ကဝင်တာစိတ်ရှိဖို့လိုတယ်တိုးပွားအောင်လုပ်ဖို့ဆိုတော့ဒီအရာတွေနဲ့ပတ်သက်ပြီးသင်ဟာဖရာတခင်ရဲ့ရှေ့မှောက်မှာအမြဲတမ်းအလုံးလုံးနေတော်သူဖြစ်ဖို့လိုတယ်နောက်ဆုံးညေသားတယောက်ကသူ့ရဲ့သခင်ကိုဗာပြောလေဆိုရင်အငယ်20မှာ အခြားသောသူသည်လာ၍သခင်အကျွန်ုပ်သည်ပဝါ၌ထုတ်ထားသော ကိုရောဤငွေတပိတ်သာရှိပါ၏ကိုရောသည် ခဲရင်သောသူ ဖြစ်သည်နှင့်ကိုမတူမထားသောဥစ္စာကိုသိမ်းယူ၍ကိုမဆိုင်မပြိုးသောလေ၌ရိတ်သက်သည်ကိုအကျွန်ုပ်ထောက်၍ကိုရောကိုကြောက်ပါသည်ဟုရှောက်လင်ဒီနေ့နောက်ဆုံးမြေသားတစ်ယောက်ကတခင်အမတ်အနန္တားရဲ့ငွေတပိတ်တာကိုတပိတ်တာအတိုင်းပဲပြန်ပြီးအနန္တနေဆိုတော့တွေ့ရတယ် ်ကျမတို့ဗျာဒိတ်ကျမ်းထဲမှာအသင်းတော်ခုနှစ်ပါးထဲမှာအသင်းတော်တစ်ပါးကိုဘုရားသခင်ကအပြစ်တင်တယ်အပြစ်တင်တဲ့အရာကဘလို့ပုံစံနဲ့အပြစ်တင်လဲဆိုသင်ဟာအေးလဲမအေးဘူးပူလဲမပူနှွေးယုံမြတာရှိနှွေးယုံမြတာရှိတဲ့အတွက်ကြောင့်မလို့သင်ကိုငါရဲ့ကတွင်းကနေထွေးထုလုပ်ပြီးငါသင်ကိုထွေးရော့မယ်လို့ဘုရားသခင်ကအသင်းတော်ကိုအပြစ်တင်အသင်းတော်ကိုဘုရားခင်တတိပေးတယ်သင်ဟာရှေးဥမျက်တာကို ပြန်ပြီးမှ အောက်မေ့ပါ အေးဘုရားသခင်ကကျမတို့ကိုမတိုးပွားတဲ့ life အသက်တာဘုရားသခင်ကကျမတို့အဲ့ဒီ life မှာမနေစေချင်ဘူးပြည့်သင်ဟာတိုးပွားဖို့လိုအပ်တယ်ဆမကျွန်တော်ကပုံမှန်အတိုင်းပဲသွားနေပါတယ်အဲကျွန်တော်ကအတိုးလည်းမတိုးပွားဘူးစုပ်လည်းမစုပ်ရဘူးဒီမှာနောက်ဆုံးမှအနန္တနဲ့လူတစ်ယောက်ကဒီငွေတပိတ်တာကိုတိုးပွားတာအောင်လည်းမလုပ်ဘူးယော့လည်းမယော့ခိုင်းဘူးဒီပုံစံတိုင်းပဲလာအပ်တယ်ဒီပုံစံမှန်တဲ့ဒီပုံစံအတိုင်းပဲလာအပ်တဲ့အခါမှာအမတ်ကပါပြစ်လဲဆိုရင်စိတ်ဆိုးတယ် ဘာဖြစ်လို့တိုးပွားအောင်မလုပ်တာဘာဖြစ်လို့တိုးပွားအောင်မလုပ်တာအဲ့ဒီဖရားတခင်ကကျမတို့တနေ့ကျရင်ဒီမေးခွန်းကိုမေးပါလိမ့်မယ်ငါအဲ့နန်ထားတဲ့အရာပေါ်မှာသင်ဘယ်လောက်ထိတိုးပွားအောင်လှုပ်ဆောင်ပြီလဲငါအဲ့နန်ထားတဲ့အရာပေါ်မှာသင်ဘယ်လောက်ထိအသီးအပွင့်တွေရလက်တွေလှုပ်ဆောင်နိုင်ပြီလဲအဲ့ဒီဖရားသခင်အဲ့နန်ထားတဲ့အရာတွေအားလုံးအပေါ်မှာကျမတို့သစ္စာရှိရှိနဲ့တိုးပွားအောင်လှုပ်ဆောင်ပါမယ်ကျမတို့ရဲ့အသက်တာထဲမှာ မတိုးပွားတော့ဘူးဆိုရင် ကဏ္ဍတစ်ခုခုထဲမှာချုပ်ယွင်းနေလို့ဖြစ်တယ်။ကျမတို့ရဲ့အတ္တဓာတ်ထဲမှာ မတိုးပွားတော့ဘူးဆိုရင်ကဏ္ဍတစ်ခုခုမှာကျမတို့နာခံခြင်းအားနေနေလို့ဖြစ်တယ်။ကျမတို့ရဲ့အတ္တဓာတ်ထဲမှာမတိုးပွားတော့ဘူးဆိုရင်တနေရရမှာကျမတို့သစ္စာမရှိလို့ဖြစ်တယ်။ဒါဆိုရင်တိုးပွားခြင်းကကျမတို့ spiritual မှာပြန်လဲပြီး check up လုပ်ဖို့လို့ ကျမတို့တစုံတစ်ခုခန္ဓာကိုယ်မှာမကျန်းမာခြင်းတွေဖြစ်တဲ့အခါတော့မှကျမတို့ body check up တွေလုပ်ကြတယ်ခန္ဓာကိုယ်တွေ check up တွေကျမတို့လုပ်ကြတယ်ဒါဆိုရင်ဝိညာဉ်ရေးမှာလည်းကျမတို့ spiritual check up တွေလုပ်ဆောင်ဖို့လိုတယ်ဒီနေ့မှာယောရှုနဲ့အဖွဲ့ကမြို့တစ်မြို့ကိုတွားတိုက်တဲ့အခါမှာအဲ့ဒီမြို့ကိုသူတို့ဟာနိုင်မယ်ဆိုတဲ့အထင်နဲ့လူတွေအများကြီးမခေါ်တော့နိုင်မယ်ဆိုတဲ့အထင်နဲ့သူတို့ဟာအဲ့ဒီမြို့ကိုတွားတိုက်ဖြစ်ချင်တော့အဲ့ဒီမြို့ကိုတွားတိုက်တဲ့အခါမှာသူတို့ဟာစစ်ရှုံးပြီးပြန်လာရတယ် တကယ်တော့အဲ့ဒီမြို့မှာရှိတဲ့လူတွေကလူအင်အားနည်းနည်းလေးပဲဖြစ်တယ်။ယောရှုလိုအဖွဲ့ကအင်အားတောင်းတယ်။သွားတိုက်ရင်တော့မှနိုင်တယ်။ဘာဖြစ်လို့ဆိုသူတို့ရဲ့ဖက်မှာဖျားရခင်ရှိတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုသွားတိုက်တဲ့အခါမှာစစ်ရှုံးပြီးပြန်လာရတယ်။စစ်ရှုံးပြီးပြန်လာရတယ်။ဖျားရခင်ကမှားထားတယ်။အဲ့ဒီမြို့ကိုတိုက်တဲ့အခါမှာအရာအလုံးကိုဖျက်ဆီးရမယ်။မယူရဘူးလို့ဘုရားမှားထားတယ်။ဒါပေမဲ့ဖြစ်ချင်တော့ယောရှုရဲ့အဖွဲ့ထဲမှာအာခန်ဆိုတဲ့လူကပစ္စည်းဥစ္စာကို ရန်သူတွေရဲ့ပစ္စည်းဥစ္စာကို သူ့ရဲ့တဲထဲမှာဝှက်ထားတယ်။အဲ့တော့အဲ့ဒီအရာကသူတို့ရဲ့တိုက်ပွဲကိုကြာရှုံးဖို့ရန်အတွက်ဖြစ်လာစေ။ဖျားစကားကိုနားမထောင်ခြင်း၊ခေါင်းဆောင်ရဲ့စကားကိုနားမထောင်ခြင်း၊ဝင့်မခံခြင်းကသူတို့ရဲ့အသက်တာထဲမှာအောင်မြင်မှုနောက်တစ်ခုကိုမရနိုင်တော့ဘူးဖြစ်တယ်။ဒါဆိုရင်ကျမတို့တိုးပွားခြင်းနောက်တဆင့်ကိုမရောက်နိုင်တဲ့အရာကကျမတို့ဟာတနေရရာမှာ ကျမတို့ဝိညာဉ်ရေးရာရဲ့တနေရာရာမှာ ကျမတို့ဒီတစ္ဆာမရှိခြင်းကြောင့်နာမခံခြင်းကြောင့်မဝင်ခံခြင်းကြောင့်ဟာလေလုယာအပြစ်လောက်ထားတဲ့အတွက်ကြောင့်မလို့ဖခင်မနှစ်သက်တဲ့အရာကိုကျမတို့လှုပ်ဆောင်ထားတဲ့အတွက်ကြောင့်မလို့ဒါဆိုသင်တိုးပွားခြင်းနဲ့ဆိုရင်ဖခင်အနန္တရဲ့ကောင်းကြီးမိန်လာတွေကိုဒီထက်ပိုပြီးတိုးပွားအောင် လုပ်ခြင်းနဲ့ဆိုရင်ကျမသင်ကိုအားပေးခြင်းနဲ့အရာကကျမတို့ဝိညာဉ်ရမှာပြန်ပြီး check up လုပ်ပါ တင်ဆုတောင်းဖို့လိုအပ်နေသလားဒီကာလမှာတင်ဆုတောင်းဖို့လိုအပ်နေသလားဒီကာလမှာသင်အစာရှောင်ဖို့လိုအပ်နေသလားဒီကာလမှာသင်ပေးကမ်းချက်ပို့ပြီးအားစိုက်ထုတ်ဖို့လိုအပ်နေသလားသင်ရဲ့ဝိညာဉ်ရေးကိုပြန်လည်ပြီး check up လုပ်ပါဖခင်သင်ကိုဒီကာလမှာဘလို့တိုက်ပွဲဝင်စေခြင်းတလဲမျက်မှောက်တော်တဲ့တိုးဝင်ဖို့လိုအပ်နေသလားဒါမှမဟုတ်နာခံခြင်းတွေအားနည်းနေသလားတစ္ဆာရှိမှုတွေအားနည်းနေသလားဘေကန်နာမှာသင်တစ္ဆာမရှိဘူးလေ hallelujah အမေဝိညာဉ်ရမသက်စာမရှိတာလားစေဘုရဘပါဝင်ခြင်းမသက်စာမရှိတာလားဘေကန်နလဲကျမတို့ပြန်ပြီး check up လုပ်ဖို့လိုတယ်ဘုရားခင်အနန္တရတဲ့အရာပေါ်မှာတိုးပွားအောင်လှုပ်ဆောင်ရအောင်ဘုရားခင်အနန္တရတဲ့အရာမှာအသီးအပွင့်တွေများစွာရအောင်လှုပ်ဆောင်ရအောင်ဘုရားသခင်ကတိုးပွားချမ်းသာခြင်းကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်သူရဲ့လူတွေကောင်းချီးရခြင်းကိုနှစ်သက်တဲ့ဘုရားဖြစ်တယ် ဟာလေလုယာအာမင်သင်ကောင်းချီးရလေလေသင်ဝမ်းမြောက်လေလေသင်ချမ်းသာလေလေဘုရားခင်နှစ်သက်လေလေဖြစ်တယ်ဒါဘုရားခင်ရလိုတော်ဖြစ်တယ်အာဇမလို့ဖရာတခင်ကအာဒန်နဲ့အေဝါကိုအေရင်ဥယျာဉ်မှာထားတဲ့အခါမှာအရာအလုံးပြည့်စုံတဲ့အရာမှာထားတယ်။စင်ရင်ချင်းမရှိဘူး။ယောဂါတွေမရှိဘူး။ဝမ်းနေချင်းတွေမရှိဘူး။ယုံခံရတာတွေမရှိဘူး။ဖရာတခင်ကအာရန်နဲ့အေဝါကိုအဲ့ဒီနယ်ပယ်မှာထားတယ် ဒါဆိုဘုရားခင်ကျမတို့ကိုရှိစေခြင်းနဲ့네ပဲကအဲ့ဒီ네ပဲဖြစ်တယ်။အရာအလုံးပြည့်စုံတဲ့နေရာ။ကောင်းကြီးတဲ့ရှန်ထွက်ရှန်ထွက်တဲ့အသက်တာ။အဲ့ဒီမိသားစု။ဟာလေလုယ။အာမင်။ဘုရားခင်တဲ့ကိုအဲ့ဒီ life မှာသွာလာစေခြင်း။အကျွန်တော်ကျမတဲ့ကိုအားပေးခြင်းနဲ့ဘုရားတခင်ကောင်းချီးပေးတဲ့အရာတွေကိုတိုးပွားအောင်လှူဆောင်ရအောင်။ဘုရားကကောင်းချီးပေးတဲ့ဒါမဲ့ဒီတိုင်းကဒီတိုင်းပဲမဟုတ်တိုးပွားတဲ့အသက်တာနဲ့သွာလာတော်သူဖြစ်ရအောင်။ဘုရားကောင်းချီးပေးတဲ့အရာပေါ်မှာ တစ္ဆာရှိရှိလှုပ်ဆောင်ရအောင်တိုးပွားဖို့ရန်အတွက်လှုပ်ဆောင်ရမယ့်အရာကတစ္ဆာရှိဖို့ရန်အတွက်ဖြစ်တယ်။တိုးပွားဖို့ရန်အတွက်လှုပ်ဆောင်ရမယ့်အရာကသင်ဟာနာခံချင်းရှိဖို့ဖြစ်တယ်။တိုးပွားဖို့ရန်အတွက်လှုပ်ဆောင်ရမယ့်အရာကသင်ဟာဝိညာဉ်ခေါင်းဆောင်တွေရဲ့စကားကိုနာခံဖို့ရန်အတွက်ဖြစ်တယ်။မသိနဲ့ဆိုရင်မသိရအဲ့ခါမှာယောရှုနဲ့ယောရှုကတယောက်ပြီးတယောက်တစ်မျိုးပြီးတစ်မျိုးကိုသူစစ်ဆေးတယ် ဝိညာဉ်ရမှာသူကစစ်ဆေးခြင်းအလုပ်ကိုလုပ်တယ်အဲ့ခါမှာအာခံကိုသူစစ်ဆေးတယ်အဲ့ခါမှာဖယားဖယားတကယ်မနစ်တဲ့အရာကိုလှုပ်ဆောင်ထားတယ်ဆိုတဲ့အရာကိုအဲ့ဒီနေရာမှာတွေ့ရနောက်တစ်ချိန်အဲ့ဒီမြို့ကိုသူတို့တွားတိုက်တဲ့အခါမှာအောင်မြင်ခြင်းနဲ့သူတို့ပြန်လာရတယ်အားကြောင့်မလို့အောင်မြင်ခြင်းနဲ့တိုးပွားခြင်းဆိုတာကဖယားတကယ်ရဲ့စကားကိုနားထောင်ခြင်းဝိညာဉ်ကောင်းဆောင်တွေရဲ့စကားကိုနားထောင်ခြင်းရဲ့အထဲမှာရှိတယ် ဟာလေလုယာအဲ့ဒါကိုသဘောပေါက်ပါစေကျွန်မသင်ကိုအဲ့ဒါကိုနားလေသဘောပေါက်စေခြင်းနဲ့အရေးမကြီးဘူးလို့မထင်ပါနဲ့အချို့အရေးကြီးဆုံးအရာတွေကဟလာအရေးမကြီးဘူးလို့သင်ထင်နေတဲ့အရာတွေကသင်ဘဝမှာအရေးကြီးဆုံးသောအရာဖြစ်တယ်နာခံခြင်းကဟုတ်ပါတယ်အမနာခံလက်ပါဖြစ်လေဒါပေမဲ့အဲ့ဒါကနာခံခြင်းအဖြစ်တဲ့ live ကိုတကယ်ကိုဝိညာဉ်ရမှာတကားတွေဖွင့်ပေးလိမ့်မယ် ဟာလေလုယာဖခင်လူတွေဆိုတော့တင့်ကိုဝိညာဉ်ရမှာတကားဖွင့်ပေးမဲ့သူတွေဖြစ်တယ်။ဖခင်လူတွေဆိုတော့တင့်ကိုဝိညာဉ်ရကိုနောက်တစ်ဆင့်ဆွဲခေါ်ပေးမဲ့သူဖြစ်တယ်။သင်နောက်ထပ်တစ်ဆင့် dimension နဲ့သင်ဝင်ချင်လာအဲ့ဒီ dimension ကိုတကားဖွင့်ပေးမဲ့သူကကျွန်မတို့ရဲ့ဝိညာဉ်ခေါင်းဆောင်တွေဖြစ်တယ်။နာခံခြင်းနဲ့သွားပါတိုးပွားအောင်လှုပ်ဆောင်ရအောင်တစ္ဆာရှိခြင်းနဲ့ဖခင်နိုင်ငံတော်မှာပါဝင်ရအောင်လို့ဒီနေ့မနက်နှုတ်ကပတ်တော်အားဖြင့်ကောင်းချီးပေးခြင်းနဲ့အရောက်ချင်းစတိုင်းကိုဖခင်ခင်ထူကောင်းချီးပေးပါစေ။